ပြည်သူများအားလုံးပဲမင်္ဂလာပါ YouTube ထဲကတခြင်းတွေကိုကိုယ့်ရဲ့ဖုန်းကိုပိတ်ပြီးမှနားထောင်ချင်တယ်ဆိုရင်ကျွန်တော်ဒီနေ့နီလန်တွေကိုလာမြဝေပေးသွားမှာဖြစ်ပါရောဒီ YouTube ထဲမှာပေါ့နော်အာကိုကိုနားထောင်မဲ့တခြင်းတွေကိုကိုယ့်ရဲ့ဖုန်းကိုပိတ်ပြီးမှနားထောင်ချင်တယ်ဆိုရင်ဘယ်လိုလုပ်ရမှာလဲဆိုတာကိုအာဒီနေ့အလွယ်ကူဆုံးနေ့နဲ့ကျွန်တော်တင်ဆက်ပေးသွားမှာဖြစ်ပါနော် မစွေများတုံးနေတဲ့ဖုန်းကြောင့်ပါအပါဖုန်းပဲဖြစ်ဖြစ်ပေါ့နော်အကုန်လုံးရတာပေါ့နော်ဒါပြလို့လောက်ရမှာလဲဆိုတာကိုအပြင်ထွက်လိုက်ပေါ့နော်ထပ်ပြီးသွားလို့ရှင်အာ application တခုကိုလိုရမှာဖြစ်ပါဒီ application ကိုဖြစ်ပါနော်ဒီ application ကို Play Store ထဲမှာတွားရှာလို့ရပါတယ်နော်ဒီ application ဖြစ်ပါတယ်အာဒီ application ကို install တင်လိုက်ပေါ့နော်ကျွန်တော်ကတင်ပြီးတော့ပါပြီပေါ့နော်အာတင်ပြီးသွားလို့ရှင်ပြလို့လောက်ရမှာလဲဆိုတာကိုဒီ application တက်ကိုဝင်လိုက်ပေါ့နော်ဝင်ပြီးသွားလို့ရှင်ဘာမှကိုဖွင့်ရှာမလို့မဲ့ဒီတိုင်းကို ဒီတိုင်းဆွဲလာပြီးသွားလို့ရှင်ပါအာပါကောက်မှချင်းဆက်ဆံမလို့ပဲနဲ့ဗောနော်ဒီတိထဲမှာရောက်အာဒီထဲမှာရောက်ပြီးသွားလို့ရှင်ကိုယ့်ရဲ့ line ကောင်းလို့ရှင်ဒီနေရာလေးမှာသူတို့အာလိုကိုကိုပြမှာဖြစ်ပါနော်ဖိပိုးရဒါမဟုတ် Google လာအာ YouTube လာဆိုတာကိုအကုန်လုံးပြတာဗောနော်အာကိုယ့်ရဲ့ line ကိုမကောင်းဆိုရင်တကယ်ကျွန်တော်အဲ့ကျွန်တော်ဟာမျိုးကိုဖြစ်တတ်ပါရဲ့နော်တကယ်ဘယ်လိုလုပ်ရမှာလဲဆိုတော့ဒီအပေါ်မှာဒီအပေါ်ဆုံးဟာနော်ဒီနေရာလေးမှာကို အာကိုနားထောင်ခြင်းနဲ့တခြင်းကိုရွေးလိုက်ပါနော်။အာဒီမနောတခြင်းကိုကျွန်တော်စမ်းကြည့်မှာပါနော်။အဲဒီလိုမျိုးပေါ်မှာဖြစ်ပါတယ်နော်။ကိုကြိုက်မဲ့တခြင်းကိုနှိပ်လိုက်ပါနော်။ခဏလေးနော်။ဒီဆိုရကရန်ကောင်းပါတယ်နော်။ကိုရဲ့ဖုန်းကို ပိတ်ပြီးမှတခြင်းကို နားထောင်လို့ရတာပါနော်။ဒီ YouTube ထဲမှာတိုင်း ာဒေါင်းလုဒ်ရင်လည်းမရဘူးเนาะဒီ application ကိုရှိရမှာဖြစ်ပါတယ်เนาะဒီ application တစ်ခုကဒီလိုမျိုးကိုတချင်းကိုဖွင့်ပြီးတော့လို့ရှိရင်ကိုယ့်ရဲ့ phone ထဲမှာပတ်ပြန်ထွက်လိုက်ပါเนาะရလာမရလားဆိုတာကိုပေါ့เนาะဒီအပေါ်ဟာပေါ့เนาะကိုယ့်ရဲ့ phone ထဲမှာဒီဒီတရားကိုဆွဲလိုက်ပါเนาะကဲကဲဆွဲပြီးတော့လို့ရှိရင်ဒီမှာเนาะဒါဒီမနောတချင်းပေါ့နော်ဒီမနောတချင်းကိုတွားတူဖွင့်တာဖြစ်ပါတယ်ကိုယ့်ရဲ့ဖုန်းမှာပိတ်ရင်လည်းဒီတချင်းကိုနောက်ထောင်ရမှာဖြစ်ပါတယ်နော်ဒီနေ့ကျတော့အရန်လွယ်ပါတယ်နော် ဲမိတ်ဆွေများဒီထဲမှာရှာလို့မရဘူးဆိုရင်ဒီ YouTube ထဲမှာပဲရှာလို့လည်းရပါတယ်ဒီ YouTube ထဲမှာကိုကအာကိုကြိုက်နေတတ်တဲ့အာတချင်းတပုတ်ပုတ်အာတပုတ်ကိုရွေးလိုက်ပါနော်ဒီ YouTube ထဲမှာကိုကြိုက်နေတတ်တဲ့တချင်းတပုတ်ကိုရွေးလိုက်ပါနော်ခဏလေးတော့ line ကမကောင်းလို့ပါနော် line ကောင်းကျွန်တော်ပြပေးမှာပါနော်ဒီ YouTube ထဲမှာအာဒီ YouTube ထဲမှာရှိတဲ့ဗီဒီယိုကိုခုန application ထဲမှာတွားကြည့်အောင်ပါနော် step ဘယ်လိုကြည့်ရမှာလဲဆိုတာကိုခဏလေးစောင့်ပေးလဲပေါ့နော်ကျွန်တော် line ကတက်ရစင်ပြီလို့ဒီဒီလိုမျိုးဝင်လာပြီးတော့လို့ရှင်ဒီ share ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပေါ့နော်ပြန်နှိပ်ပြီးတော့လို့ရှင်ဒီ copy line ဆိုတာလေးကိုနှိပ်လိုက်ပေါ့နှိပ်ပြီးတော့လို့ရှင်ပပြန်ထွက်လိုက်ပေါ့နော်ဒီ application ထဲမှာပဲဝင်လိုက်ပေါ့နော်ကဲဝင်ပြီးတော့လို့ရှင်ဒီနေရာလေးပေါ့နော် access bar မှာနှိပ်လိုက်ပေါ့နော်ရှားလိုက်ပေါ့နော်ရှားပြီးတော့လို့ရှင်ခဏလေးပေါ့နော် ဒီမှာနော်အဲဒီလိုမျိုးကိုရမှာဖြစ်ပါတယ်နော်ဒီပုံကိုဆွဲကြည့်ရလားမရလားဆိုတော့ခဏလာကျွန်တော် line ကတိတ်အစင်ပြေလို့ဒီလိုမျိုးကိုရဖုန်းကိုပတ်ပြန်ထွက်လိုက်ပါတော့ထပ်ပြီးတော့လောက်ရှင်းတဲ့အပေါ်မှာဆွဲကြည့်တာပေါ့ဒီမှာနော်အဲကျွန်တော်ပြထားတဲ့ဟာလေးပေါ့နော်ဒါပေါ့နော်အဲပတ်တုံးစင်နဲ့တလလုံးတုံးလုံးရတဲ့ MP ဝင်နည်းလေးပေါ့နော်ဒါကြောင့်ကျွန်တော်တင်ထားတဲ့ဗီဒီယိုဖြစ်ပါတယ်နော် ဲဒီလိုမျိုးပါပဲเนาะဒီ YouTube ထက်ကတချင်းတွေကိုအဖုန်းပိတ်ပြီးမှနားထောင်ခြင်းနဲ့မိတ်ဆွေများပါเนาะ YouTube ထက်ကတချင်းတွေကိုဖုန်းပိတ်ပြီးမှနားထောင်ခြင်းနဲ့မိတ်ဆွေများပါเนาะဒီဗီဒီယိုကိုအကျိုးရှိမယ်လို့ထင်ပါเนาะဒီဗီဒီယိုကိုအကျိုးရှိနေရဆိုရင်ကျွန်တော် channel မှာ like and share လေးကိုနှိပ်တော့ပေးချေကြပါအောင်လို့တောင်းဆိုချင်ပါတယ်เนาะဒါကကျွန်တော် channel ပါเนาะကျွန်တော်ဒီနည်းပညာနဲ့ပတ်သက်တဲ့အားလေးတွေကိုကျွန်တော်ပြန်တင်ပေးတော့မှာဖြစ်ပါတယ်เนาะ